listening အရင်အားနေပေါ့နော်ဟို audio နားထောင်လိုက်တဲ့ test တွေပေးလိုက်လို့ရှိရင်လည်းအဖြေတွေမမှန်ဘူး listening ကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုရဲဟိုမိကုံးက security form မှာလေ inquiry form မှာကျောင်းသားတယောက်နေတာတွေ့ရပေါ့အဲ့တော့ကျောင်းသားအများစုကတချို့ဒီ english မာလေ skills တွေကတစ်ခုတစ်ခုမဆိုင်မင်းနဲ့တီးတန့်ဖြစ်နေလို့ထင်တတ်တယ်။ဥပမာ speaking ကတသက် reading ကတသက် listening ကတသက် writing ကတသက်အဲ့လိုမျိုးပေါ့နော်။တကယ်တော့အဲ့လိုမျိုးမဟုတ်ဘူး skills တွေအကုန်လုံးကဆက်ဆက်နေရပေါ့နော်။အဲ့တော့ကိုက listening မှာပြဿနာတက်နေရဆိုရင်အဲ့ဒါ listening တီးတန့်လုပ်လို့မရဘူး။အဲ့ဒီ listening ရဲ့အနောက်ကွယ်မှာကိုကဘာတွေအားနည်းနေရလဲ။ ဘာ skill တွေမှာပြဿနာတက်နေရလဲအဲ့ဒါကိုသိအောင်ရင်လုပ်ဖို့လိုပဲပေါ့နော်အဲ့တော့မှကိုယ့်ရဲ့ listening skills ကတက်လာတာပေါ့ဟိုမှာအချို့ဆိုကြားပူးလိမ့်မယ်ဟိုသူများတွေက listening တိုးတက်အောင်ဆိုပြီးတော့ TED Talks တွေနားထောင်နေ YouTube video ကြည့်ရဆိုပြီးကိုယ်လေးလိုက်နားထောင်နေပေါ့ဒါပေမဲ့ပြောတာတွေလည်းတလုံးမှလည်းနားမလဲဘူးဘာတွေပြောမှမလည်းမသိဘူးဆိုတာလေအဲ့ဒီအဲ့ဒီပြဿနာကကျောင်းသားများစီဖြစ်တဲ့ပြဿနာဘာလို့လဲဆိုရင်ဟို listening ကမများနားထောင်နိုင် listening skills တိုးတက်သွားမှာမဟုတ်လေ ဥပမာ A2 level ပဲရှိရဲအကြောင်းသားကိုတခြား B2 level C1 level လောက်ရှိရဲ audio ကြီးနှိမ့်တိုင်းသွားဖွင့်ပြတယ်။ तू ကအဲ့စလုံးအတိမမသိရ။အဲ့တော့ तू ဒီ audio နားလည်မှာမဟုတ်ဘူး။အဲ့သဘောတရားပဲပေါ့နော်။အဲ့တော့ listening skills မကောင်းဘူး။အားနည်းနေဆိုရင်နံပါတ်1အရင်လောက်ရမှာကိုယ့်ရဲ့ဘယ် skill စိတ်ပိုင်းက listening skill ကိုလာပြီးတော့ထိခိုက်နေရလဲပေါ့နော်။အဲ့ဒါကိုတခြားသိအောင်လုပ်ဖို့လိုရဲပေါ့။အဲ့တော့ listening audio တခုကိုတခြားနားထောင်မှုဆိုနံပါတ်1ကိုယ့်ရဲ့ကိုနားထောင်မဲ့ audio မှာဘယ်လို level လဲပေါ့နော်။ ကို level နဲ့ guide တဲ့ audio ဖြစ်ဖို့လိုတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကို level ထက်အရင်မြင်းတဲ့ audio ကိုသွားနာသွားထားနားထောင်နေတဲ့အခါမျိုးလိုတချို့ကနားလည်မှာမဟုတ်ဘူးပေါ့နော်။အဲ့တော့ listening ကိုအပြည့်အဝနားလည်ဖို့ဘာလို့လဲဆိုရင် grammar knowledge လို့ရတယ်။ grammar knowledge မရှိဘူးဆိုရင်ဒီစနစ်စီကိုကြားလိုက်ရင်တော့လေနားမလည်ဘူးပေါ့နော်။ဘာကိုပြောချင်တာလဲဆိုတော့ဥပမာတချို့ဒီအဲ့ပြဿနာကလေ multiple choice တွေပါမှာအရင်ဖြစ်များ။ဟိုဥပမာတချို့က sentence တစ်ခု မိကုံးမှာရှိရပေါ့နော်အော်ဒီယိုမှာ sentence တခုကြားလိုက်တယ်ပေါ့ကြားလိုက်ပေမဲ့အဲ့ဒီ sentence တခုကအတူတူပဲဆိုတာ grammar knowledge မရှိလို့မသိရမျိုးပါဥပမာတစ်ခါကြာရင် teacher က audio မှာ I was going to have a haircut လို့ပြောပါရပါမိကုံးမှာကြတော့ I've decided to have a haircut လို့ပြောရဆိုရင် အဲ့နှစ်ခုကအတူတူပဲစာတိဖို့ဆိုရင်ကျောင်းသားက going to infinitive pattern ဒီ intention ကိုပြဖို့အတွက်သုံးတယ် decided လုပ်ပြီးသားကိစ္စယူအတွက်သုံးတယ်ဆိုတာသိရမယ်ကွာဒါပေမဲ့အဲ့ညံမှာကျောင်းသားကသိရမလားစပင်ညက်တော့မယ်လို့ပါဘာသာပြန်ပြီးမှတ်တယ်ကျောင်းသားတော့မသိတော့ဘူးသူကထားအဲ့လိုမျိုးပြဿနာကြီးတက်တယ်ပေါ့နော်အဲ့တော့ကိုက listening skills မကောင်းဆိုတာကိုက grammar ဘယ်လိုမှတ်ထားရလဲကိုစီမှာတကယ်လိုအပ်တဲ့ grammar knowledge power facing skills တွေရှိရလားအဲ့ဒါတွေပုံမှန်မတည်ဘူးကိုဒီ audio နားလေတယ်နားလည်နိုင်တဲ့ level ကကြောင်းသွားမှာပေါ့နော်အဲ့တော့အဲ့အရာမျိုးတွေဒီချက်ပြန်ကြည့်ဖို့လိုတယ်အဲ့တော့အဲ့ဒါကိုကြည့်ဖို့အကောင်းဆုံးနည်းလမ်းကပါလဲဆိုရင် audio ရဲ့ script ကိုတွားကြည့်လိုက် description ကြည့်ဦးကမြင်နေရတာဟောကဒါဟိုဒီ sentence မိကုန်းနဲ့ sentence နဲ့ script နဲ့ sentence တူပါတယ်ဆိုတာကိုကဘလို့မှမစဉ်းစားနိုင်ဘူးဆိုတော့အဲ့ဒါကိုကိုပြဿနာတက်နေရ listening မှာမဟုတ် grammar မှာပြဿနာတက်နေတယ်လို့ယူဆလို့ရတယ်ပေါ့နော်နောက်တစ်ခုကျတော့ vocabulary vocabulary ကလည်းခုန grammar နဲ့ဆင်တူရယ်ပေါ့နော်ဟို vocabulary range မကျဲတဲ့ခါကျတော့ synonym စိတ်များများဆဆမသိရတဲ့ခါကျတော့ကိုယ်စီမှာစလုံးတစ်လုံးပြောသွားရင်အဲ့ဒီစလုံးနဲ့မိကုန်းနဲ့စလုံးနဲ့အတူပါလားဆိုတော့မသိအောင်မျိုးပေါ့နော်ဟိုဥမာထားပေါ့တချို့ဒီမိကုန်းမှာက तू ကပါပေးရလဲဆိုရင် pay attention to လို့ပေးရ audio မှာကြတော့ focus on လို့ concentrate လို့ပြောင်းပြောရအောင်။ကျောင်းသားက pay attention to နဲ့ focus on လို့ concentrate လို့အတူတူပဲဆိုတာ သူ vocabulary range မကျဘူးမသိဘူးဆိုရင်ဖြေလို့မရတော့ဘူး။ဘာလို့လဲဆိုတော့ဒီနှစ်ခုကအတူတူပဲဆိုတော့ तू မသိဘူးလေ။ဘာလို့မသိရလဲဆိုတော့ vocabulary range မကျလို့မသိရ။ vocabulary range ကဘာလို့မကျရလဲဆိုတော့ general english skills မရှိလို့ပါ။အဲ့လိုမျိုးဆက်ဆက်နေရပေါ့နော်။အဲ့တော့ကိုက listening skills မကောင်းဆို audio ပဲထိုင်တာထောင်လို့မရနိုင်ပြန်ဘူး။ကိုယ့်ရဲ့ vocabulary range တည်ဖို့ဆိုတာဒီတစ်ဖက်မှာလည်း general english skills ကိုလိုက်ပြီးတော့နေချင်နေဖို့လိုရပေါ့နော်။နောက်တစ်ခုကျတော့အဲ့ဒါတချို့နှစ်ပိုင်းပြောပြီးသွားပြီပေါ့။ grammar လား ဘောကပ်လာပေါ့နော်အဲ့တော့ဘောကပ်ကြောင့် listening နားမလည်ရလားဆိုတော့သိအောင်လုပ်ချင်ဘာလို့လုပ်ရလဲဦးနာနီလန်တိုင်းမှာ script ကိုဖွင့်လိုက် script တဲ့က script တဲ့ကစလုံးတိုင်းစလုံးတိုင်းသိရမယ်လို့မဆိုလို့ဘောနော်တချို့က listening နဲ့ကစလုံးတိုင်းသိမှာဖြေရမှာမျိုးမဟုတ်ဘူးအဓိက तू အဖြေထွက်သွားတယ် sentence လိုက်ကြည့်အဲ့ဒီ sentence တွေက paraphrasing လုပ်သွားတယ် synonym နဲ့မိကုန်းနဲ့က word နဲ့တူတယ်ဆိုတော့ကိုကသိလာပေါ့နော် မသိဘူးဆိုရင်အဲ့ဒီ podcast ကို learn လုပ်ဖို့လိုလိမ့်မယ်အဲ့အဲ့အားမျိုးဆိုရင်ကွာ general english ကို improve လုပ်မှာပဲရလိမ့်မယ်ပေါ့နော်အဲ့တော့ listening ပြဿနာတက်ပြီဆိုရင် grammar ကြောင့်ဖြစ်နိုင်တယ် vocabulary ကြောင့်ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုရင် pronunciation pronunciation မကောင်းဘူး pronunciation errors တွေအရင်အမှားများတဲ့လူတွေက audio နားထောင်တဲ့အခါကျရင်လေအတန်ကြီးကိုကြားလိုက်ပြင်မယ်သူတို့ရဲ့အတန်ထွက်ကမှားနေရော တကယ်တကယ် audio မှာတကယ်အတန်ထွက်အစ်စ်မှန်တယ်နားထောင်ရတဲ့ခါမျိုးမှာဘာစလုံးမှမသိရဘူးဖြစ်နိုင်တယ်ဥပမာထားပါတော့တီချယ်ကဒီ W O R L T world အဲ့ဒါတီချယ်ဝါဝါတို့ထွက်နေကြပါထားပါအဝါဝါတို့ပါထွက်နေကြပါထားပါအဲ့ဒါ audio မှာ နားလဲနားထောင်အောင် तू က war 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 လို့ပြောရဲဆိုရင်အဲ့လိုမျိုးစက်လုံးကြီးရောသွားတာပေါ့နော် W R L D world ကိုပြောရတာ W A R world ိုပြောတာလား WALL wall ကိုပြောတာလားမခွဲနိုင်တော့ဘူးကဘာလို့လဲဆိုကိုယ့်ရဲ့အတန်ထွက်ကိုကမမှန်နေလို့နောက်တစ်ခုဥမာအချို့ဇလုံးတွေဆိုရင်ရမ်းမားပဲဥမာ desert desert မခွဲနိုင်တော့ဘေးဇလုံးလဲဆိုတာကိုကိုရန်ကကိုကိုရန်က desert desert လို့ထွက်နေကြဆိုလေဟိုသူ့ရဲ့အတန်ထွက်ကိုနားထောင်ပြီးရင်ကွာသူကတဲခဏရဲ့လို့ပြောရင်တော့ကိုကဟိုအချို့ပဲမဟုတ်လို့ထင်နေရောကွာဟုတ်ကိုယ့်ရဲ့အတန်ထွက်ကအစမထဲက sounds နဲ့ vocabulary နဲ့လွဲနေရအောင်ဥပမာကိုက womb ဝမ်အဲ့နှလုံးအတန်ထွက်မကွဲခွဲထားပါ audio နားထောင်လိုက်ခါကြရင်အာ the coffee is warm လို့ပြောလို့ရှိရင် w o r m warm ဆိုပြီးထင်နေပါဘောနော်အဲ့အဲ့လိုမျိုးကိုယ့်ရဲ့ pronunciation error ကြောင့်မို့လို့ဒီ listening မှာစက်လုံးတွေကို identify မလုပ်နိုင်ဘူးဘာလို့ပြောနေမှန်းမသိဘူးမှားပြီးရရမျိုးလဲဖြစ်နိုင်နေပါဘောနော်ဟို now အရင်မှားများကြတဲ့ဟာဆိုလို့တချို့ s အတန်နေဥပမာ singular plural noun ဆိုရင် books s တန်ထုတ်ပြရတယ် uh, performances ဟို CEGES နဲ့ဆုံးလာဆို extra syllable extra sound လေးထည့်ပေးရပါညာအဲ့ဒါကိုကျောင်းသားတွေကသူတို့ကိုယ်တိုင် pronunciation မှာကအဲ့ဒီ s တန်မထုတ်ဘူးဟုတ် listening audio နားထောင်ရင်လေဒီ performances ဆိုကြရင်အဲ့ဒါ plural ထွက်နေမှာမသိဘူးပါဘာလို့သူတို့ကိုယ်တိုင် performances ဆိုရယ် spelling ကို performance ဆိုရယ်တန်ထွက်နေကြမှုလို့အဲ့ဒါကြောင့်မို့လို့ကိုကတခါကျရင် listening မှာ SES အဲ့ဒီပြုတ်နေရဲ့ဟို singular ပြောလာမခွဲတတ်ဘူးဆို listening skill မှာပြဿနာတက်တာလည်းဖြစ်နိုင်လို့ဘာကြောင့်လဲဖြစ်နိုင်လဲကိုကိုတိုင်းရဲ့ pronunciation က accent ကြီးပြုံနေလို့လည်းဖြစ်နိုင်တယ်ပေါ့နော် pronunciation ကလည်း listening ကိုအများကြီးသွားပြီးတော့ affected ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့နောက်ဆုံးတစ်ခုကကြောက်ပါလဲဆိုရင်ဒီလိုဒီ language ရဲ့ဟို meaning figurative meaning context ပေါ်မှာမူတည်ပြီးတော့လေဟို emotions တွေ attitude တွေကိုနားလည်နိုင်တဲ့ skills ပေါ့နော်အဲ့ဒါကလေဒီချက် general english နဲ့ပဲ ဆိုင်နေဥပမာတချို့ဒီ intonation knowledge လို့လည်းခေါ်တာပေါ့နော် pronunciation နဲ့မှထည့်မယ်ဆိုလည်းရတချို့ဒီ sentence တစ်ခုပေါ့နော် listening နားထောင်လိုက်ပြီဆိုရင်ဒီ sentence စကြောင်းနားထောင်လိုက်ပြီဆိုရင်ဒီ speaker ကသောသာထွက်နေရလားပြုံနေရလားဒါမှမဟုတ်အာသူဝန်းနေနေရလားဆိုတဲ့ဟာကို intonation နဲ့ခွဲလို့ရအောင်မျိုးရှိရဲ့ကွာဟိုစက်တခါကျရင် sentence စကြောင်းနဲ့ဟောပြောတဲ့ intonation မတူရင်လေ meaning ကမတူဘူးပေါ့နော်ဥပမာဒီ sentence ကိုကြည့်ကြည့် it was amazing ဟာညာအဲ့ဒါဆိုဒါတကယ်ဝမ်းသာပြီလို့ပြောတာဒါပေမဲ့တခြား it was amazing ဟာညာဆိုရင် तू တိတ်မကျင်တတ်ဘူးကွာဟို maybe ဒီဟာကို तू လက်ခံနိုင်ဘူး तू ရဲ့ emotion က negative emotion ဖြစ်နေမှာအဲ့လိုမျိုးပေါ့နော်ကိုက sentence တင်အတူတူစလုံးချင်းတူတူအောင်ကွာပြောတဲ့ intonation အနေနဲ့တက်ကြပုံမှာမူတည်ပြီးတော့ meaning နေပြောင်းသွားအောင်မျိုးလည်းရှိရဥပမာတစ်ခါကျရင် audio မှာ तू က is beautiful isn't it အဲ့လို falling tone နဲ့ပြောရင်ဒါ comment ပေးနေတာ ဲ့လိုမျိုးပဲနေ is beautiful isn't it အဲ့လိုမျိုးပြောလို့ရှိရင်ဟိုဒါ तू comment ပေးရမဟုတ်တကယ်မသိလို့မေးခွန်းမေးနေရမျိုးအဲ့လိုမျိုးပေါ့နော်ဟိုဒီ intonation ပေါ်မှာဟိုတည်ပြီးတော့ audio ရေပြောင်းသွားအောင်မျိုးလည်းရှိရဲနောက်တစ်ခုက conversation functional language ဟိုအပေးယူလောက်တာလဲကွာရင်းနှီးတာပို့လို့ပဲဥပမာ speaker နှစ်ယောက်စကားပြောနေရဲကာမလေးက I couldn't agree more လို့ပြောလိုက်။ဟုတ်တာ agree လုပ်နေရပဲဆိုပြီးတော့သိရမယ်ကွာ။ အဲ့လိုမျိုး functional language knowledge ကိုမသိတာရင်လေကိုကနားတော့နားထောင်နေမယ်ဒီနှစ်ယောက်ကငြင်းနေရလားသူ mutual discussion positive opinion နှစ်ယောက်လုံး opinion တူရလားဆိုတော့ခွဲလို့မရအောင်အဲ့လိုမျိုး speaker နှစ်ယောက်ပါတယ် conversation တွေမှာ ideas မှာဆိုရင်အဲ့အဲ့လိုမျိုး audio ရ session 3မှာလာလေရှိရ multiple choice session 3မှာလာလေရှိရအဲ့ဒါမျိုးပေါ့နော် speaker နှစ်ယောက်ပါတယ် ဒီနှစ်ယောက်ကအတီချူကိုနားလည်ဖို့ဆိုကြစလုံးလေးပဲနှာထောင်တိုင်းနဲ့မပြီးတော့ဘူးပေါ့နော်သူတို့ sentence အနောက်ကွယ်မှာဘာအတီချူဖြစ်နေရလဲဘာ emotion ဖြစ်နေရလဲဆိုရင် imply meaning ကိုမှနားလည်ဖို့လိုရပေါ့အဲ့လိုမျိုး imply meaning ကိုနားလည်ဖို့ကြောင်းနော် general english ကောင်းတဲ့လူမှပဲသိရပေါ့နော်ဥပမာဒီလို sentence တစ်ခုပေါ့ you shouldn't have done it အဲ့ဒါဆိုရင် you shouldn't you shouldn't have done it လို့မြန်မာလိုဘာသာပြန်မှတ်လိုက်ကြအေးနင်းတာကိုမလုပ်သင့်ပါညာဆိုအဲ့မှာ तू ကမြန်မာလိုပြန်တာနဲ့ပြီးနေရောအမေတကယ်တကယ် language ကောင်းတဲ့လူကြတော့ you shouldn't have done it လို့တွေ့ရအော်ဒါ blaming လုပ်နေရ the she is criticizing the other person now တယောက်ကို तू criticize လုပ်နေရ blaming လုပ်နေရမယ်ဆိုသိသွား အဲ့ဒါဆိုရင်သူ့ရဲ့ attitude က negative attitude ပဲဆိုတမ်းမိတိသွားရော sentence ကိုအဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုက listening ဟိုဒီနားမလဲဘူး multiple choice မဖြေနိုင်ဘူးဟို gap တွေမဖြေတတ်ဘူးဆိုရင်ဟို listening တိတ်တန့်လောက်ရမယ့်အချိန်ဒီဘယ်လိုမျိုးမှမလောက်ရမှာလဲဆိုရင်ကိုရဲ့အခြား skills တွေကဟိုတိုးတက်နေရယ် B2 sequence လောက်ရှိရယ် listening ကပဲနှင်းနေတဲ့အခါမျိုးဆိုရင်တော့ဟုတ်တယ် listening သိတဲ့ light လေးခြင်းရမှာဥပမာကိုက audio script ကိုကြည့်လိုက်တယ်စလုံးနေအကုန်လုံးသိရယ် grammar ဆိုလည်းဒီ grammar pattern လည်းသိရယ်သိရတာနဲ့ပေါ့နော်ဟို concentration ကောင်းကောင်းမပေးနိုင်လို့တခြားအာရုံမစိုက်နိုင်လို့အဖြေမလိုက်နိုင်တာမျိုးဆိုရင်တော့ listening ကိုသိတဲ့လေးခြင်းရမှာဟုတ်တယ်ဒါပေမဲ့ကိုက script ကြီးချပြီးတော့ဖတ်တာတော့ဒါကြီးကိုနားနားမလည်နေဘူးဒီ speaker နှစ်ယောက်ကြားရတဲ့ attitude ကိုမခံမတတ်နေဘူးဆိုရင်တော့ audio block ပဲနားထောင်နားထောင်ဘာမှမထူးဘူးပေါ့နော်အဓိကဘာလို့လောက်ရမှာလဲဆိုရင်ကိုယ်မှလိုအပ်တဲ့ general english skill ဆိုအဖြေမှာပဲ တယ်သူဘာကိုမေးတာလဲသူတို့နှောက်ကြမှာဘလို့အဲ့ဒီ attitude တွေရှိလဲဟို ဘာပုံစံနဲ့ပြောနေရလဲဘလူဖီနေနဲ့ပြောနေရလဲဆိုတာ general english ကောင်းမှာပဲအနောက်ကွယ်က implied meaning ကိုနားနေလိမ့်မယ်ပေါ့နော်အဲ့တော့ listening လုပ်တယ် listening လုပ်လို့ဆိုတချင်လုံးရောဒီပဲနားထောင်နေလို့မရအောင်ဒီ listening နေကိုနားလည်ဖို့အတွက်လိုအပ်တဲ့ grammar vocabulary ကိုကိုက like ဖြည့်ပေးဖို့လိုရပေါ့နော်အဲ့တော့မှာပဲဟိုဒီ C1 level V2 level လောက်ရှိရဲ listening audio ကိုကနားလည်လိမ့်မယ်ပေါ့နော်အဲ့တော့ listening ဒီတည်တံ့လုပ်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးအခြား skill တွေဆက်ဆက်နေရဖြစ်တဲ့ကြောင့်မို့လို့ကို့မှာ listening ပြဿနာတက်နေပြီလို့ဘာစမ်းစမ်းအ မယ်ဆိုငါ့ရဲ့ grammar ပြဿနာတက်နေရတာ vocabulary ပြဿနာတက်နေရတာ pronunciation ပြဿနာတက်နေရတာဒါမှမဟုတ်အဲ့ဒါကြီးအကုန်လုံးသိရဲဆိုတော့မှအဲ့ဆိုငါ concentration မပြီးနိုင်တဲ့ပြဿနာတက်နေရတာအဲ့ဒါမျိုးဟိုကပြန်စဉ်းစားလို့ရတယ်ပေါ့နော်အဲ့အကောင်းဆုံးနည်းလမ်းဒီ audio တစ်ခုနားထောင်လိုက်တယ်မသိဘူး script ကိုဖွင့်လိုက်ပေါ့ script ကိုဖွင့်လိုက်ပြီးအဖြေထွက်အဖြေထွက်သွားတဲ့နေရာ grammar vocabulary သိရတဲ့အနေနဲ့ အဖြေကိုမရလိုက်တာဆိုအဲ့ဒါကိုယ့်ရဲ့ concentration problem အဲ့လိုမဟုတ်ဘူးအဖြေထွက်သွားရဲ့ script က the sentence ကိုကြည့်အောင်မိခုံးနဲ့တူလို့တူမယ်ဘလို့မှမသိနေဘူးဆိုတော့ဒါ general english ပြဿနာတက်နေတာပေါ့နော်အဲ့ဒါဆိုတော့ general english ကို improve လုပ်မှာပဲရနိုင်မယ်ပေါ့ so that's all about how you can improve your listening skills